တိုင်မီတိုင်မီဟုမကြာခဏပြောလေရှိသောကြောင့်စရက်ဤပြောကြချက်များကို အစ္စရေးတို့ကအလေးမထားကြကြီးထို့သောယန်သူအလေးမထအောင် တမင်ပြောနေခြင်းလည်းဖြစ်နိုင်သည် အောက်တိုဘာ6ရက်နေ့တွင်အမေရိကန်ထိုးစစ်ဆင်လိုက်သောအခါအစ္စရေးတို့အငိုက်မိသွားကြသည် လုံးပဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်เนาะတတိယစစ်ပွဲ1969 1969ခုနှစ်ဇွန်လ9ရက်မှ10ရက်အထိ6ရက်ကြာစစ်ပွဲဖြစ်သည်ကဘာပေါ်တွင် ဖြစ်ပွားပြည်စည်းခဲ့သည်။သောစစ်ပွဲများအနက်အချိန်တိုဆုံးသိမ်းပိုက်သည့်နယ်မြေအကျယ်ဆုံးအကြဆုံးအပျက်စီးအများဆုံးသောစစ်ပွဲဖြစ်ကြော်ကြားခဲ့သည် ဣသရေလတို့သည်အီဂျစ်ဂျော်ဒန်နှင့်ဆီးရီးယားနိုင်ငံများကို တပြိုင်တည်းတည့်ရတပြတ်ဆစ်ဆင်သည်ဆစ်ဆင်ရေးစသည်နှင့်၃နာရီအတွင်းအာရတ်တို့၏လေဒတ်စခန်း25ခုကိုဘုံကျဲသည်အာရတ်တိုက်လင်းရင်၄00ဒစီလုံးဝပျက်စီးသွားသည်အာရတ်လင်းရင်အများစုတို့သည်မြေပြင်မှကြွခွေမင်မရလိုက်ပဲအလစ်ဝင်တိုက်ကခြေမုံချင်းကိုခံလိုက်ရသည်အီဂျစ်ပိုင်းစီနိုင်ကျွန်းဆွယ်ကြီးတစ်ခုလုံးကို၎င်း ဂျော်ဒန်မိုင်းဂျေရုရှလင်ဒေသကို၎င်းစီးရီးယား၏ဂိုလန်ကုန်းပြင်မြင့်ကို၎င်းအစ္စရေးတို့ကသိမ်းပိုက်လိုက်သည်အချိန်တိုတောင်းဆုံးသောကာလအတွင်းတစ်ဖက်ရန်သူကိုကြီးမားစွာအရှုံးပေါ်စေသည့်အစ္စရေးတို့၏စွမ်းရည်ကိုတကဘာလုံးကအံ့ဩသွားသည်ကဘာပေါ်ရှိစစ်မှုရေးရာပါရဂူများကအစ္စရေးတို့၏စစ်စွမ်းရည်ကို လေ့လာကြသည် သုံးသပ်ကြသည် အပူတပြင်းစမ်းစစ်သူသေးသနာပြူကြသည်အစ္စရေးတို့စစ်အောင်နိုင်စေသည့်အချက်များအနက် ထင်ရှားသောအချက်ကြီးများမှာအောက်ပါအတိုင်းဖြစ်သည် ပထမအချက်လေချောင်းစိုးမှုမှုရရှိထားခြင်းဖြစ်သည်စစ်ဖြစ်လာလျင် လေချောင်းတိုက်ပွဲများမြည်သို့ဆင်နွှဲမြည်ကိုအချိန်ကြာမြင့်စွာကပင်တွက်ဆာကပြင်ဆင်ထားခဲ့ကြသည်အရတ်တို့၏လေးဓာတ်မှတိုက်လျင်မြန်းများကိုမြေပြင်မှကြွတက်ခွင့်လုံးဝမရရှိအောင်အလစ်ဝင်တိုက်လိုက်သည်လေဒီတက်များကိုလိုသည့်နေရာသို့အရောက်ကြိုတင်ပို့ထားနိုင်ခဲ့သည်အာရတ်တို့၏ဆက်သွယ်ရေးလမ်းကြောင်းများ ထောက်ပံ့ရေးလမ်းကြောင်းများကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်တောက်နိုင်ခဲ့သည်ဒုတိယအချက်အလစ်ဝင်းကားအငိုက်ဖန်းခြင်းဖြစ်သည် အကဘာပင်လေခွေကိုအာရတ်တို့ပိတ်ဆို့လိုက်ခြင်းနှင့်ပတ်သက်ပြီးစစ်မဖြစ်မီတရက်လိုအထိအစ္စရေးဝင်ကြီးချုပ် H6 ကဤပြဿနာကိုစစ်ဖြင့်ဖြေရှင်းမည်မဟုတ်ကြောင်းကဘာပြည်သူတို့၏အလိုဆန္ဒအတိုင်းဆွေးနွေးပွဲများဖြင့်ဖြေခြင်းမည်ဖြစ်ကြောင်းမိကွန်းပြောကြသည်ထို့ပြင်အစ္စရေးတပ်မတော်ကြီးတစ်ခုလုံးလိုလိုကို နားရအဖြစ်ခွင့်ပေးလိုက်သည် လိုအပ်သည့်အဆောင်အနေငယ်ကိုသာခြံထားသည်စစ်တိုက်လို့သည့်အချင်းကြမှာလျှို့ဝါခေါ်ယူကားတရပြတ်စစ်စင်ရေးကြီးကိုပြုတ်လုလိုက်ခြင်းဖြစ်သည်တတိယအချက်ရန်ရာအင်အားကိုစနစ်တကျအသုံးချတတ်ခြင်းနှင့်လိုအပ်သည့်များကိုကြိုတင်ပြင်ဆင်ထားတတ်ခြင်းဖြစ်သည်ဒေကန်နာယအတွင်းစစ်အောင်နိုင်ရေးမှာရန်ရာအင်အားကိုအသုံးချတတ်ခြင်းဖြစ်သည်ဒေကန်နာယအတွင်း၌တင်ကားတပ်များကိုအင်အားပုံမှုသုံးညင်းဖြင့်ချင်းလျင်တပ်များထပ်ပုံမှုထိရောက်သည် စစ်ရှိစစ်တပ်မြန်သည်ဒုတိယကမ္ဘာစစ်အတွင်းကဂျာမန်စစ်ဗိုလ်ချုပ်ကြီးရိုမန်နှင့်ဂျီတီချာစစ်ဗိုလ်ချုပ်ကြီးမောင်ဂိုမာရီတို့သည်အယ်မာမင်းစစ်ပွဲတွင် တင်ကားများကိုအဓိကအားထားတိုက်ခိုက်ခဲ့ကြသည့်သဘောဖြစ်သည်ထိုအချက်ကို အစ္စရေးတို့ကစနစ်တကျတွတ်ထားနိုင်ခဲ့သည်စတုဒ္ဒအချက်မိမိ၏စစ်အင်အားကိုစနစ်တကျတွတ်ယူကမမှန်ကန်ကန်အသုံးချတတ်ခဲ့ခြင်းဖြစ်သည်စစ်ပွဲစသည်နှင့်စစ်မျက်နှာသုံးခုဖွင့်သည် ညာသူ၏အင်အားနှင့်မိမိကိုဒုက္ခပေးနိုင်သည့်ပမာဏကို တွက်ခါဦးစားပေးတိုက်ခိုက်ရမည်အစဉ်တန်းများကိုတတ်မှတ်သည်အင်အားအကြီးဆုံးဖြစ်သည့်အီဂျစ်စစ်မျက်နှာကိုပထမအဆင့်တာမန်ရှိသည့်ဂျော်ဒန်စစ်မျက်နှာကိုဒုတိယအဆင့်အားနည်းသည့်ဆီးရီးယားစစ်မျက်နှာကိုတတိယအဆင့်စသဖြင့်တတ်မှတ်ပြီးထိုးအဆင့်လိုက်ထိုးစင်များကိုအင်အားမျှသုံးပြီးစင်နွဲသည်ပြင်စမအချက်အာရတ်တို့၏စစ်အင်အားသည်စီးလုံးမှုမရှိဘဲပြန့်ကျဲနေခြင်းဖြစ်သည် အာရပ်နိုင်ငံများသည်မိမိစစ်တပ်များအားလုံးကိုစူးစီးထားနိုင်ခြင်းမရှိစစ်ဖြစ်ပြီးဆိုသောအခါတွင်လည်းစစ်မြေပြင်များတွင်တပ်များခင်းထားနိုင်ခြင်းမရှိတနိုင်ငံနှင့်တနိုင်ငံတို့သည်လည်းဝေးကွာလွန်လာသည်အဲဂျီးရီးယားနိုင်ငံမှာ၎င်းနှင့်အနီးဆုံးဖြစ်သည့်အီဂျစ်စစ်မျက်နှာကိုတပ်များပို့ရန်များစွာခတ်ခဲတွေ့နေရသည်စစ်ပွဲပြီးသည့်အထိ၎င်း၏တပ်များသည်စစ်မြေပြင်သို့မရောက်နိုင်ပေလမ်းခုလက်မှာပင် ရှိနေကြသည်စစ်တခုတွင်လိုအပ်သည့်အင်အားစုစည်းမှုမရှိကြ ဒုရယ်မရှိနိုင်ဒုရယ်မရှိကယန္တူဤဖောက်ထွင်းမှုကိုခံရရမည်သာဖြစ်သည်စတ္ထမအချက် အာရတ်တပ်ဖွဲ့များဤဆက်သွေးရင်းညံဖြင်းမှုကြောင့်ဖြစ်သည်စစ်ဖြစ်ပြီးနှစ်ရက်အကြာမှာပင်အာရတ်တို့ဤဆက်သွေးရေးစနစ်အလုံးကိုပျက်စီးသွားသည်စင်မြေပြင်တပ်ဖွဲ့များကိုအမိန်ပေးရမှာပင်လျင်ဂိုင်းရိုရေဒီယိုမှတစဉ်အတန်လှန့်အမိန်ပေးရသည့်အထိဖြစ်ပွားခဲ့ရသည်အစ္စရေးဤဆက်သွေးရေးနီးစနစ်မှာအာရတ်တို့တက်အလွန်တရာပုံမှုကောင်းမွန်သည်တတ္တမအချက် တဲ့င်းစူဆောင်းမှုတွင်လဲအာရတ်ထက်အစ္စရေးတို့ကသာသည်ယန်သူတဲ့င်းများကိုအစ္စရေးတို့ကမပြတ်ကြိရှုလေလာနေကြသည်ယန်သူဤလှုပ်ရှားမှုများကိုကြည်ကလူအပ်သည်များကိုအမြဲတမ်းပြင်ဆင်နေသည်အာရတ်များကမူယန်သူတဲ့င်းကိုတန်မိုးထဆူဆောင်းခြင်းမပြုဘဲမတိလိုက်မတိဘာသာနေနေကြသည် အထပ်ဖောပြပါအကြောင်းများကြောင့်1968ခုနှစ်6ရက်စပွဲတွင်အစ္စရေးတို့ထူးခြားစွာအနိုင်ရခြင်းဖြစ်သည် စစ်ကြိုကာလအခြေအနေများအရှိအလဲပိုင်းပြဿနာဖြစ်ရှင်းရေးပါလက်စတိုင်းနိုင်ငံထူထောင်ရေးများအတွက်ယခုနှစ်အစောစောပိုင်းမှာစပြီးအာရပ်နိုင်ငံများကကြိုးပမ်းနေကြသည်အီဂျစ်နိုင်ငံညာ၏ဝင်ကြီးဇေရက်သည်ယူဂိုစလာဗီးယားသို့၎င်းဩစတြေးလျနိုင်ငံသို့၎င်းသွားရောက်ကထိုနိုင်ငံများရှိခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်သမရစရတ်ဤသံဝန်လွှာများကိုယူသွားကထိုနိုင်ငံများရှိခေါင်းဆောင်များအားပေးအပ်ရင်း အရှိအလဲပိုင်းပြဿနာဖြေရှင်းရင်းနဲ့ဘာလတ်စတိုင်းနိုင်ငံထူထောင်ရေးကိစ္စများကိုဇွင်းတွေသည်ဟူယုံကြည်ရသည် သမရစရတ်၏အကြံပေးအရာရှိဟာမတ်အစ်စမီလီဆိုဘီယာပြည်ထောင်စုသို့၎င်းအီဂျစ်ကာကွယ်ရေးဝန်ကြီးအာမတ်အစ်စမီအလီသည်အီသီရိုးဘီယာနိုင်ငံသို့၎င်းသွားရောက်ကြပြီးခေါင်းဆောင်များနှင့်ဇွင်းတွေကြသည်သမရစရတ်၏တဝင်းလွှာများကိုလည်းပေးကြသည်ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုပြည်ထိန်နိုင်ငံကမနှစ်သက်ချေ ထို့ကြောင့်လဲဂျော်ဒန်ဘရင်ဟူစိန်သည်ယခုနှစ်အတွင်းဂျီတိန်နိုင်ငံသို့သွားရောက်ကာခေါင်းဆောင်များနှင့်ဆွေးနွေးခဲ့သည်အာရတ်တို့၏အဆိုပြုချက်ကိုဂျီတိန်နိုင်ငံကထောက်ခံရန်ကြိုးစားသည်6ရက်စစ်ပွဲဖြစ်ပွားပြီးကြတဲ့ကလုံးဝပိတ်ထားခဲ့သည့်စုအတူမြောင်ပြဿနာကတိ၎င်းအာရတ်နိုင်ငံများတွင်ရင်းဝင်ခိုးလုံနေကြရသည့်ပါလက်စတိုင်းဒုက္ခသည်တသန်းကျော်တို့၏ပြဿနာသည်၎င်းပါလက်စတိုင်းနိုင်ငံထူထောင်လိုသောအာရတ်နိုင်ငံများ၏ဆန္ဒသည်၎င်း အာရဗ်နိုင်ငံများနှင့်အစ္စရေးနိုင်ငံတို့နယ်စပ်များကြားတွင် မကြာခဏဖြစ်ပွားနေသောပြစ်ခတ်မှုများသည့်၎င်းအစ္စရေးတို့သိမ်းပိုက်ထားသည့်တဲမြင်များကိုအစ္စရေးတို့ကပြန်မပေးဘဲထားခြင်းသည့်၎င်းအာရဗ်နိုင်ငံများနှင့်အစ္စရေးနိုင်ငံတို့ကြားဖြည့်ရှင်းမရနိုင်သည့်ကင်ဆာယောဂါကဲ့သို့သောပြဿနာကြီးများဖြစ်နေသည်အာရဗ်ပျောက်ကြားများကလည်းနေရာတကာတွင်အစ္စရေးများကိုနှောက်ယှက်နေသည်ဒင်းရင်အမှုကျန်းစည်းမှုများညှို့နှင့်မြို့ အိုလံပစ်အားကစားရွာရှိအစ္စရေးအားကစားသမားများကိုဝင်ရောက်ပစ်ခတ်တပ်ဖြတ်မှုများသည်လည်းပောက်ကွဲစေသည့်ရန်အိုများဖြစ်သည်ယခုနှစ်ဧပြီလတွင် New Weeks Magazine ၏အထက်တန်း Editor Anosh Debagrish နှင့်အီဂျစ်သမ္မတစထတ်တို့တွေ့ခဲ့ကြသည်စထတ်ကလွှဲဆောင်၍ရမည်မဟုတ်သောစစ်ပွဲအတွက်မိမိတို့အလုံးစုံပြင်ဆင်မိပြီဖြစ်ကြောင်းအရှိအလေပိုင်းပြဿနာကိုအများကမေ့ကုန်ကြပြီဖြစ်ကြောင်းထို့သောမေ့နေကြသူများ ုံးလုံးလျှောက်ချားသွားစေမည်အဖြစ်ပြက်သည်မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်းအာရတ်တို့သည်ဤသည့်နီးနေမှရှုံးမည်မဟုတ်ကြောင်းကဘာသမိုင်းတလျှောက်တွင် အောင်မွေးခံခဲ့ကြသည့်အောင်မြင်မှုကြီးများသည်တနေ့သောအခါတွင်ထိုအောင်မြင်မှုများကိုစွန့်လွတ်အရှုံးပေးကြရသမဲသာဖြစ်ကြောင်းယခုအစ္စရေလတို့သည်လည်း၎င်းတို့သိမ့်ပိုက်ထားသော နေမြေများပေါ်တွင်ယခုအတိုင်းနေနိုင်ကြမည်မဟုတ်ကြောင်းတနေသောအခါတွင်အရှုံးပေးစွန့်လွတ်ကြရမည်ဖြစ်ကြောင်းဖြင့် ဘော့ဂရစ်ကိုပြောကြားခဲ့သည်လွန်ခဲ့သည့်စက်တင်ဘာ23ရက်နေ့ကစီးရီးယားနိုင်ငံနယ်တွင်စီးရီးယားနှင့်အစ္စရေးတို့လေကြောင်းတိုက်ပွဲဖြစ်ပွားကြသည်စီးရီးယားလေယာဉ်73စင်းကို အစ္စရေးကပစ်ချခဲ့သည်ထို့ဖြစ်ပျက်သည့်အာရပ်နိုင်ငံများအလုံးတို့ကြီးမားစွာကြက်ရိုက်သွားသည်မကြာမီမှာပင် အာရပ်နှင့်အစ္စရေးတို့စစ်ဖြစ်ကြတော်မူဖြစ်ကြောင်းအများက မျှော်မှန်းထားနိုင်ခဲ့ကြသည်အီဂျစ်သမ္မတအန်ဝါဆရာစီးရီးယားသမ္မတအာဆတ်နှင့် ဂျော်ဒန်ဘီယင်ဟူစိန်တို့၃ဦးစက်တင်ဘာစောစောပိုင်းကဂိုင်ရိုမြို့တွင်တွေ့ဆုံဆွေးနွေးကြသည်ဤသည့်အကြောင်းများကိုဆွေးနွေးကြောင်းထုတ်ဖော်ကြေညာခြင်းမပြုချေမကြာမီစတင်စင်နွဲတော်မြေအထွေထွေထိုးစစ်ကြီးအတွက်ဆွေးနွေးခြင်းဖြစ်သည်ဟုစစ်တကယ်ဖြစ်သောအခါကြမှာအကဲခတ်သမားများကပြောဆိုကြသည်ဇူအတူးမြောင်အနောက်ဖက်ကမ်းတွင်၎င်းစီးရီးယားနိုင်ငံဂိုလန်ကုန်းမြင့်ဒေသတွင်၎င်းစီရေးလှုပ်ရှားမှုသည် စတင်မာလအတွင်း၌ထူးထူးခြားခြားဖြစ်ပေါ်နေသည်ဟာရတ်တပ်များရွေလျားသွားလာမှုသည်ခါတိုင်းနှင့်မတူဘဲတိုးတက်များပြားလာသည်ထိုအချိန်ကတည်းကအာရတ်တို့စစ်ပြင်းကြခြင်းဖြစ်သည်အစ္စရေးတို့ကလည်းရိတ်မိတန်တွေရိတ်မိနေသည်သို့တော်လည်းအမှန်တကယ်တိုက်လိမ်မည်ဟုမတွက်ခဲကြရန်သူကိုရှော့တွက်ထားခြင်းဖြစ်သည်အစ္စရေးဝင်ကြီးချုပ်မစ်ကိုဒါမီယာကမိမိတို့ဘာသာရေးနေတွင်အာရတ်များကစစ်စာတိုက်မှုများပြုလုပ်နိုင်မွယ်ရှိကြောင်းဖြင့် ဘာသာရေးနေ့အကျိုးစစ်ကြိုနေ့ဖြစ်သောအောက်တိုဘာ9ရက်နေ့တွင် ပြောဆိုခဲ့သေးသည်ကိုရာမီယာတွက်ဆတကဲ့သို့ပင် အောက်တိုဘာ6ရက်ယွန်ကပူနေ့တွင်အထွေထွေထိုးစစ်ကြီးဆင်နွှဲခြင်းဖြစ်သည်ထို့ကြောင့်အစ္စရေးများကယွန်ကပူစစ်ပွဲဟုကင်မွန်တကြသည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနေတဲ့သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့ အကြံပြုချင်တာများရှိရင်လဲအောက်ကကုန်းမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုအာရဗျများနဲ့အစ္စရေးနိုင်ငံဤအင်အားအရရတ်တို့ကိုနှိုင်းရှင်ကြည်လျင် အောက်ပါတိုင်းတွင်မြင်ရမည်။အီဂျစ်၊ဆီးရီးယားနဲ့အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးများ၏အကြောင်းကိုတိုင်းမဂ္ဂဇင်းကအောက်ပါအတိုင်းနှိုင်းရှင်ရေးသားထားသည်။ဗိုလ်ချုပ်ကြီးရှာအာအဒင်ရှာဇလီအီဂျစ်ဖတ်မြတ်သောမဟုတ်မခန်း ဆက်ဆက်ကျဲဖြစ်သောစေယောကိုပါစတန်ပီတလွန်သော သူကဲ့သို့ပုဂ္ဂိုလ်မျိုးသည်မြည်သည့်နိုင်ငံမှာပင် လူဖြစ်ပါစေသင်္နကဗျူဟာ ပါရမီရှင်ဖြစ် ထင်ပေါ်ကြော်ကြားရမည်သာဖြစ်သည်သူအဒူးမြောင်း၏အရှိတ်ကန်းရှိကြော်ကြားလာသောဘာလဖ်ခန်းစစ်ကြောင်းကြီးကို ထိုးဖောက်သိမ့်ပိုင်နိုင်ရန်နှင့်အာရတ်တမတော်၏စွမ်းပကားကိုပြတာရန်ရှာဇလီသည် အချိန်ကြာမြင့်စွာစောင့်ဆိုင်ခဲ့ရသည်ယခုအသက်52နှစ်ရှိပြီဖြစ်သော ရှာဇလီသည်အီဂျစ်စစ်တပ်ကသို့ကြောင်းစင်ဖြစ်ပြီးဆိုဗီယက်နိုင်ငံတွင်စစ်မှုရေးရာများကိုလေ့ကျင့်ခဲ့သည်1948ခုပါလက်စတိုင်းစစ်ပွဲကတည်းကအရာရှိဖြစ်ခဲ့ပြီး6ရက်စစ်ပွဲပြီးသောအခါအထူးတပ်များ၏တပ်မှုဖြစ်ခဲ့သည်1952ခုနှစ်ကအီဂျစ်ထိပ်တန်းစစ်ဖက်အရာရှိကြီးများကို သမရစတပ်ကအပုတ်ချပွဲ ပြုလုပ်ခဲ့ရာတွင်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်စတပ်လည်းပါသွားခဲ့သည်ထိုအချိန်မှစပြီး ရှားစလီသည်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ဒေချောင်းစစ်စင်ရင်းနှင့်ယောက်ျားစစ်စင်ရင်းများတွင်အလွန်ထူးကြွန်သည်။နိုင်ငံရေးသိပ်ပန်းမဟာဝိဇာပွဲရခဲ့သည်။သူနှင့်လုတ်ပေါ်ခိုင်းဖက်များကြားတွင်လည်းအလွန်ထင်မော်ကြော်ကြသည်။အောင်ပန်းများကိုပြန်လဲဆင်းမြန်းကြသော။ငါတို့တို့ဟာရှင်လဲသူတော်ကောင်း၊တင်းလဲသူရဲကောင်းများဖြစ်ကြောင်းကဘာကိုထုတ်ဖော်ပြသသော။စသဖြင့်ကိုင်းရူမြို့တွင်ကျင်းပခဲ့သည့်တမူးများညီလာခံ၌ ရှားစလီကမိန်ခွန်းပြောကြားခဲ့ဘူးသည်ဘိုးချုပ်ကြီးမစ္စတာဖတ်လက်စီးရီးယားအာရမ်မျိုးချစ်ပုပ်ကိုကြီးတလက်သည်ဒုကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည်အရှိအလဲပိုင်းဒေတာပြဿနာကိုစစ်ဆဆွေးနွေးခြင်းဖြင့်ဖြေရှင်းရန်ကိုစန့်ကျင်သူဖြစ်သည်ပြည်သူစစ်ကိုယုံသည်ကြောက်ကြားတိုက်ပွဲနှင့်ပတ်သက်ပြီးစာအုပ်တအုပ်ရေးခဲ့ဘူးသည်ဘရင်ဟူစိန်ကိုစန့်ကျင်တိုက်ခိုက်သည့်ပါလက်စတိုင်းပြောက်ကြားများအား ကွန်ညီသူများအနက်စီးရီးယားတပ်မတော်တွင်ပထမဆုံးအရာရှိဖြစ်သည်စီးရီးယားစစ်တပ်ကတုံးမှဆင်းလာပြီးကလေးကအမြဲတမ်းတပ်မတော်သို့ဝင်းရောက်စစ်မှုထမ်းခဲ့သည်ဘတ်ပါတီတွင်လည်းထင်ပေါ်သည်စစ်တပ်နှင့်အရက်သားများကွဲကြရာတွင်စစ်တပ်ပခါမမမမရက်ခဲ့သည်နိုင်ငံခေါင်းဆောင်နေရလူပွဲဖြစ်သော1980ခုနှစ်အာနာသိမ့်ပွဲတွင် သမရစစ်တပ်ဖက်ကလိုက်ခဲ့သည်ထို့နောက်မှစပြီးအာဆတ်နှင့် လတ်တိုသည်စီးရီးယားတပ်မတော်ကိုအရေးရှင်းပုံမြင့်အောင်ကြိုးစားခဲ့သည်မော်စကိုပီကင်းနှင့်မကြာသေးမီကဟန်နွိုင်းမြို့များသို့သွားကာစစ်စင်ရေးစစ်ရေးဆရာပတ်သက်ပြီးလေလာခြင်းအကြံဉာဏ်တောင်းခြင်းများပြုလုပ်ခဲ့သည်အစ္စရေးတို့တုတ်ပြန်လက်စားခြေရန်မူချပြီးအမြဲကြိုးစားနေခြင်းဖြစ်သောကြောင့်စစ်တပ်တွင်လည်းနာမည်ကြီးသည်1980ခုနှစ်ကစပြီးအီဂျစ်နှင့်ပူးတွဲကစစ်မှုရေးရာများကိုစီမံခဲ့သည်ယခုစစ်ပွဲတွင်လည်း စစ်မျက်နှာနှစ်ခုကို၎င်းတို့နိုင်ငံကတပြိုင်နက်တည်းဖွင့်ခဲ့ကြသည်ယခုအသက်55နှစ်ရှိပြီဖြစ်သည်ဗိုလ်ချုပ်ကြီးဒေးဗစ်အီလာစာအစ္စရေယူဂိုစလာဗီးယားတွင်မွေးသည်ယခုအသက်48နှစ်ရှိပြီအစ္စရေတို့1940ခုနှစ်ကရောက်သည်မြေအောက်ဇင်းယွန်းတပ်မတော်သို့ဝင်သည်လွတ်လပ်ရေးစစ်ပွဲနှင့်1948ခုနှစ်အာရက်အစ္စရေပထမစစ်ပွဲကလေးကပါဝင်တိုက်ခိုက်ခဲ့သည်အမေဂျော်ကာကွယ်ဦးစီးဂျိုဟောင်း ဟိန်ဘာလန်နဲ့ထက်ကြမကွာရာတို့များအဆင့်ဆင့်တက်လာသည်1982ခုနှစ်ကဘာလန်အနားယူသည့်နေ့တပြိုင်နက်တည်းကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်အီဂျစ်တပ်များကိုစစ်နိုင်ပွဲရာအခွင့်အရေးကလေးအနှဲငယ်များရှိသည်ဟုမိမိမယုံကြည်ကြောင်းလွန်ခဲ့သည့်ဧပြီလကပြောခဲ့သည်ယခုအာရတ်ထိုးစစ်သည်သူထင်မှတ်ထားခဲ့သည့်တပ်ပုံမူအောင်မြင်နေလင့်ကစားစောစောကအယူဆကိုမပြောင်းကြည်1948ခုနှစ်နဲ့ 1956ခုနှစ်စစ်ပွဲများအတွင်းကအာရန်နယ်မြေများကို အောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့သည်1968ခုနှစ်စစ်ပွဲတွင်မူထူးခြားသော တင့်ကားစစ်စင်ရေးကြီးများကိုဦးစီးတိုက်ခိုက်ရင်းဖြင့်စီးရီးယားတို့ကိုတက်လှမ်းစေခဲ့သည်ဂိုလန်ဂုံးမြင့်ဒေသကြီးကိုလည်းသိမ်းပိုက်ခဲ့သည်15နှစ်အတွင်းသိမ်းပိုင်နိုင်ခြင်းဖြစ်သည်သူကိုယူဂိုစလာဗီးယားငယ်မြေဖြစ်သောဒါရိုဟုအမှုအသိများကြသည်ခွေးဘလူးဟုလည်းအသိများသည် ခွေးဘလူးများကြိုက်သည့်ဤအတိုင်းစစ်စင်တက်သည့်သူဤစစ်စင်မုံသည်ရန်သူများကိုအထိနာစေသည်ထို့ကြောင့်တင်စားခေါ်သည်အန်ဝါစဒတ်သမရနတ်စာကွဲလွန်ပြီးနောက်သမရဖြစ်လာသည်ထို့အချိန်မှစ၍အစ္စရေးတို့ကိုတိုက်ခါ၎င်းတို့တင်ထားသည့်နေမြေများကိုပြန်လည်ရယူမည်ဖြစ်ကြောင်းဖြင့်အကြိမ်ကြိမ်ပြောခဲ့သည်1982ခုနှစ်သည်အဆုံးဖြတ်ပေးမည်နှစ်ဖြစ်ကြောင်းပြောခဲ့သည်သို့တော်လည်းအဆုံးဖြတ်ပေးနိုင်သည့်အဖြစ်အပျက်မျိုးမပေါ်ပေါက်ပဲ နှစ်ကုန်သွားခဲ့သည်။1922ခုနှစ်ကိုလည်းရှောင်းလွဲ၍မရနိုင်သည့်စစ်ဖြစ်လိမ့်မည်။ထို့ကြောင့်ပြင်ဆင်ကြလော့ဟုနှိုးဆော်သည်။သို့တော်လည်းယခင်နှစ်များဤသူစစ်ဖြစ်မလာဘဲပြက်ကရင်တစ်နှစ်ပြောင်းခဲ့ပြန်သည်။1923ခုနှစ်သို့ကူးပြောင်းရောက်ရှိလာသည်။လွန်ခဲ့သောဆယ်လခန့်ကမူရန်သူနှင့်ရင်ဆိုင်ရန်မကြမီစတင်တော့မည်ဖြစ်ကြောင်းဖြင့်စရတ်ကရုံမြင့်တန်းညားမှတစဉ်35နန်းသောပြည်သူများကိုအတိပေးပြောကြားလိုက်သည် စရဒီတမရာလည်းဖြစ်ဝင်းကြီးချုပ်လည်းဖြစ်စစ်သည်နာမတိချုပ်လည်းဖြစ်လက်နက်ကိုင်းတပ်ပေါင်းစုံဤကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်ရှည်တန်းစစ်မျက်နှာရှိစစ်စခန်းများခန္ဓာများကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ရှည်တန်းမှာပြန်ရောက်လာသောအခါတွင်အစ္စရေးကိုမိမိတို့တိုက်ခိုက်တော့မည်ဖြစ်ကြောင်းတိုင်းမြီကိုအတန်းလွင့်ပြောကြားခြင်းဖြစ်သည်တိုင်းမြီတိုင်းမြီဟုမကြာခဏပြောလေရှိသောကြောင့်စရက်ဤပြောကြားချက်များကိုအစ္စရေးတို့ကအလေးမထားကြကြည် ို့တို့ရန်သူအလေးမထအောင်တမင်ပြောနေခြင်းလည်းဖြစ်နိုင်သည်အောက်တိုဘာ6ရက်နေ့တွင်အမေရိကန်ထိုးစစ်ဆင်လိုက်သောအခါအစ္စရေးတို့အငိုက်မိသွားကြသည်စစ်မဖြစ်မီရက်များကစုအတူးမြောက်အနောက်ဖက်တွင်စစ်သားများသာမကအရက်ဝဲအရက်စားနေအာရတ်တို့ကိုပါညင်တွေ့နေရသည်ထိုးချက်သည်လည်းရန်သူများကိုလှဲစားသည့်သဘောသာဖြစ်သည်အရက်သားများကိုမြင်တွေ့နေရခြင်းအဖြစ်စစ်တိုက်တော့မြည်ဟူမြည်သူမှမထင်မှတ်နိုင်စေရန် ပြုလုပ်ခြင်းဖြစ်သည်စစ်ဖြစ်သောအခါ ထိုရက်သားတို့သည်စက်သားများဖြစ်လာကြသည်စစ်မဖြစ်မီကစီးနှင့်ခရမ်းကျင်သည်များရှားပါမှုဂုံစင်းနှုံကြီးမြင့်မှု အလုတ်လက်မဲ့ပေါများမှုကြောင့်တပြည်လုံးတွင်သပိတ်များတပြည်လုံးပေါ်ပေါက်နေသည်ဆန္ဒပြပွဲများတစ်ခုပြီးတစ်ခုပေါ်နေသည်အလုတ်သမားပါတီနှင့်အစိုးရကြားတင်းမာမှုပေါ်နေသည်နောက်တစ်ကြောင်းမှာအာရတ်နိုင်ငံများအချင်းချင်းမညီညွတ်မှုဖြစ်နေသည်ထိုအကြောင်းပေါင်းစုံတို့ကိုလည်းစထက်ကိုယ်တိုင်ကိုင်းတွဲဖြည့်ရှင်းနေရသေးသည် အထပ်ပါအကြောင်းရင်းများကြောင့်အာရတ်တို့စစ်တိုင်မီမဟုတ်ဟုထင်မှတ်နေကြသည် အမေရိကန်ဘက်မှ Delta Corporation ကဒေါ်လာသန်းပေါင်း345သန်းနံရင်းနံပိုက်ကြီးတစ်ခုကိုစူးရတူးမြောင်းခွေနှင့်ညီတဲ့ပင်လယ်ကိုဖြတ်ခါဆက်သွဲမည်ဖြစ်ကြောင်းဖြင့်ကြေညာခဲ့သည်1968ခုနှစ်မှစပြီးအမေရိကန်နှင့်အီဂျစ်တို့သည်တန်တမန်ဆက်သွဲမှုမရှိသလောက်ဖြစ်နေခဲ့သည်ယခုထိုရင်းနံပိုက်နိုင်ကြီးတွယ်ခွင့်ပြုခြင်းအပြင် စိရိတ်စင်ငွေများနှဲပါသွားပြီဟုထင်မှတ်သူတို့ထင်မှတ်ကြသည်ထို့တော်လဲကြက်ဥအယောင်တိန်တောင်းသဖွဲမင်းရေကျဤဟူသကဲ့သို့ညီတို့ဖြစ်လာမည်ကိုညီသူတို့သည် အတက်ပြောနိုင်ပါမည်နီ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့တက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ